ဘိုးတော်ဖျားပေါ်မှာတန်ရလေးရှိအဲတသားတန်ရလေးပေါ်မှာကျွန်တော်ထွက်ထိုင်တယ်ထွက်မထိုင်ခင်မှာကျွန်တော်ဖျားကိုတပတ်ပတ်သေးတယ်မြေတားပုံရင်းနဲ့ပေါ့ပတ်တဲ့ခါမှာဘယ်သူမှမရှိဘူးပြကျွန်တော်နှစ်ယောက်ပဲရှိတယ်ကျွန်တော်တန်ရပေါ်ကိုထိုင်တဲ့ချိန်မှာအဲ့ဒီကျွန်တော်ပတ်ခဲ့တဲ့အတိုင်းပဲလက်ရည်ရဲ့ဘက်ကနေပြီးတော့မြေသမီးတယောက်ထွက်လာတယ် ဒီလမ်းကြောင်းဆားလျှောက်တဲ့အချိန်မှာဂျုံခဲ့ဘူးသူများတွေမှာအကောင်းဆုံးအတွေ့အကြုံကဘယ်လိုအတွေ့အကြုံလို့လဲပြီးခဲ့တဲ့2018ခုနှစ်လောက်ကကစုံလာပြည့်နေတနင်္ဂနွေနေ့ကြတယ်အနေနဲ့အစားပြီးတော့ကျွန်တော်ဆရာပြည့်ပညာကိုယူတယ်ဆရာပြည့်ဆင်းကိုယူဆရာအဘရဲ့ချင်းမြင့်ကိုရတယ်ချင်းမြင့်နဲ့ကျွန်တော်တို့ပညာပေးတဲ့ခါမှာအာရုံပြုနေတဲ့အချိန်ဘာတွေ့လဲဆိုတော့ကျွန်တော်တို့ပညာပေးတဲ့အဘဆရာရဲ့နောက်ကျောဘက်မှာသပင်းခေါထောက်လောက်ရှိတယ်နောက်ကိုတခြားလှန်တက်ဖိထားတယ်ဝုံးဝင်အောင်ပင်ဒီအင်ကြီးဝတ်ထားတယ်အောက်ကအဖြူနဲ့အမဲနဲ့အကွက်တုံးပစိုးကြီးဝတ်ထားတယ်အဘတရားကထိုင်နေတယ်ကျွန်တော်တို့ရေပူရပြဘာအောင်မင်းကောင်းနေတော့ခက်ဆင်ဆင်ပေါ့ခက်ဆင်ဆင်တူတယ်ဒါပေမဲ့ ကျွန်တော်ကကျင်းနေပြောလို့မရဘူး။အပြင်မှာမြင်မှုတဲ့ရုပ်တုတွေနဲ့ရုပ်ထုတွေပကြီးပုံတွေကဟာနေနေကွာနေတာပေါ့။ကိုမြင်တဲ့ပုံစံတွေကပြီးတော့ထိုင်တဲ့ပုံစံကလည်းဘာမှမဝင်ပုံစံဆိုတော့သူကနည်းနည်းမန်ပါပါထိုင်တဲ့ပုံစံမျိုးရှိတယ်။ဟိုမှာကိုယ်လာပြတဲ့ပုံစံကပုံမှန်တင်ပြကိုထိုင်တဲ့တတရာလေးနဲ့ထိုင်တဲ့ပုံစံမျိုးတွေ့တယ်။တွေ့ပြီးတဲ့အခါမှာ ဘာဆရာကကိုယ်ဦးမေးတယ်မင်းတို့ပညာပေးတဲ့အခါပုံကိုယ်လူတို့ကကြွာလာတယ်မင်းဘာမြင်လဲကျွန်တော်ဒီလူတွေကြောင့်ဘာပညာပေးတယ်ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်ပညာပေးပြီးတဲ့အခါမှာဒီဘာကမြေမပြန့်မပြူတားကြီးနဲ့ပြန့်နေမှုတောင်ကုန်းနဲ့မှုခက်ရရောင်ပြပြလေးကိုဂမှုဂုံးလို့ပြောလို့ရမယ်အဲ့မြေပြန့်ဂုံးလေးပေါ်မှာတည်ထားတဲ့ဖရားဖုံးယူဖရားဖြစ်တဲ့ဘေးမှာခြုံတက်တွေနဲ့ပုံမှန်စီတီတို့မဟုတ်ဘူးပြီးတော့ဘေးကအဆောင်ရှိတယ်အဲ့ဒီအဆောင်ထဲကိုပြန်ကြွသွားတယ်လို့ကျွန်တော်ကအဖအိုပြောလိုက်တယ်ဒါဒါတင်းတင်းကိုနေညာပိုင်းတင်းတာနေမနေ့ကျမှထူတာပါလဲဆိုတော့ကျွန်တော်တယောက်နဲ့တယောက်ချိန်ဆက်မှုမရှိဘူးပြောထားဆိုထားတာမ ရှိဘူးကျွန်တော်ဖခင်နဲ့ခင်နဲ့အကိုတယောက်ရှိတယ်ကိုကျော်သူတဲ့သူကတကူတကကျွန်တော်ယုံရောက်လာတယ်ရောက်လာပြီးတော့သူနဲ့လိုက်ခဲ့ပါတဲ့ပြေကိုကျွန်တော်ပြေဘက်ကောက်ဇာတိယပြေကိုလိုက်ခဲ့ဦးနဲ့ဆိုတော့ဘာလို့ကောက်အောင်လဲပေါ့သူကမပြောသေးဘူးလောက်ကိစ္စရှိလို့တဲ့ဖော်လိုက်ခဲ့ပါအောင်ဟောအင်းရဖခင်လိုက်သွားဆိုတော့လိုက်သွားလိုက်တယ် ဒါနဲ့ကျွန်တော်ခင်ဗျားအားလို့ရှိရင်ကျွန်တော်ဖျားလေးပို့ပြီးကျွန်တော်ဗီးစိတ်ဝင်ဆိုအရင်ဗီးယူလာလိုက်လမ်းရောက်တဲ့ခါကျမှသူကပြောတယ်ကျွန်တော်ကိုအလုတ်သွားဖို့အတွက်တကူးတကခေါ်တာမဟုတ်ဘူးဖျားဟူးလိုက်ပို့ခြင်းနေပေါင်နေတို့တဲ့ဖျားဟူးလိုက်ပို့ခြင်းနေပေါင်နေတို့ငါထွက်လာတာတဲ့သူကအဖေနဲ့ပဲခင်တာကျွန်တော်လုံးဝမခင်ဘူးမခင်ဘူးအဲ့ဒါကိုရုပ်တရက်ကြီးဖြစ်လာတာအထောက်ပံ့ဖြစ်လာတာတင်းနာနေဖြစ်တယ်တင်းနာသားကိုကျော်သူဟုတ်ကဲ့ဒါတွေကထူကြမှုအဲ့ဒီမှာကျွန်တော်တို့ပြေရွှေသံတော်ဖျားအမြဲတမ်းဖူးနေကြဆိုတော့ပြေရွှေသံဖျားကမတက်ဘူး ဘရောင်းဘက်ကငွေပုံသားအရင်ဝင်တယ်ငွေပုံသားမှာကျွန်တော်ဘရိတန်ဝင်တယ်ပြီးတော့ရွှေပုံသားဝင်တယ်ရွှေပုံသားမှာဘရိတန်ဝင်တယ်ပြီးတော့ဖိုးဦးတောင်ကိုသွားတယ်ဖိုးဦးတောင်ကိုကြော်တက်တယ်ကြားထဲမှာဖျားရသူကြံသေးတယ်အဲ့ဒါရဲ့ထူးခြားမှုရဲ့အချုပ်ကတူမှရှိတယ်ကျွန်တော်ဖိုးတောင်ကိုသွားတယ်ပေါ့ဖိုးတောင်ကိုသွားတဲ့အခါအဘအောင်မင်းကောင်ကြီးနဲ့ပတ်သက်ပြီးတော့သာသနာပြုအဖွဲ့တစ်ဖွဲ့ရောက်လာအဘကဒီကိုလှုပ်လို့သူတို့လာတယ်ပေါ့ပြီးတော့သူ့ရဲ့တပည့်သားမျိုးတွေကိုပြန်ပြီးတော့ဆရာကြီးတယောက်ကတက်ပေးနေတယ်သူတို့တွေသာသနာပြုအဖွဲ့တစ်ဖွဲ့ပြန်သွားပြီးတဲ့အခါကျွန်တော်ရဲ့ကျွန်တော်လည်းပို့တဲ့အကူကနှစ်ယောက်ထဲပဲကြံခဲ့တယ်ကျန်တဲ့ဖျားဘူးတွေအဲ့ဒီမရှိပါဘူးရှင်းနေရဟုတ်ကဲ့ အဲ့ဒီမှာကောဘကလူကြီးအဖာရောက်လာတယ်ရောက်လာပြီးတော့ကျွန်တော်ပြောတယ်ဒီသာဒီတော်လေးက master king တော့သားတဲ့ဖျားကန်းရဲ့ဒီဖျားကန္နာကုတီတိုက်ရဲ့တော့ကိုလည်းဖွင့်လို့ရတယ်လို့ပတ်စံဖုံးကိုလည်းဖွင့်လို့ရတယ်လို့ကျွန်တော်ပြောပြီးကမှဒီသာကိုတော့ပြီးခဲ့တယ်တော့မမြင်ဘူးနဲ့မမြင်ဘူးခုမှရောက်တဲ့လူငယ်တယောက်အချင်းကကျွန်တော်တက်က16လောက်ပဲရှိသေးတယ်အဲ့ဒီအွယ်လောက်ကဟုတ်ကဲ့အဲ့ဒါကြီးတော့စမ်းကြော်ပါပြီးတော့ကောဘကဒီအလူငယ်ဘုံတော့လာပေးရဆိုတော့ကျွန်တော်တခါမကြောက်ဘူးမကြောက်ဘူးအဲ့ဒါလေအထက်မှာငွေရနဲတဲ့ပုံမှန်တော့လည်းမဟုတ်အဲ့ဒါမှရှိအိမ်မှာနေရပုံစံနဲ့လာတာဆရာယောဂီဝတ်စုံမဟုတ်ဘူးယောဂီဝတ်စုံမဟုတ်ဘူးဟာ ပုံပုံမှန်အိမ်မှန်ရဲ့ဝင်နေပဲလာတာဟုတ်ကဲ့ဆရာအဲ့ဒီဟာကိုပဲ तू ကပေးခဲ့တယ်ဒါကလည်းမင်းပြန်တဲ့အခါတော့ပေးဖို့အဖအောင်မတွေ့လို့ရှင်တယ်ဟိုအောက်ကတချောင်းကျော်တက်ချင်ကြောင်းလေးကိုပေးခဲ့ပါတယ်ကျွန်တော်ဗီးစိတ်တယ်ဗီးစိတ်တဲ့အချိန်မှာကျွန်တော်နဲ့ကြာသွားတော့အကူကဘေးကလိုက်ရတယ်ကွာအိပ်ပျော်နေတယ်အဲ့တော့သူ့လည်းမနှိုးတော့ဘူးအချိန်နဲ့စောသေးတယ်လေးနိုင်ထလုံးမှပြန်လို့ရှင်ကျွန်တော်ပြေးရွှေတောင်ဘက်ကကျွန်တော်ရဲ့စာတီအိုက်ဘက်ကိုပြန်ရောက်တယ်သူ့ကိုမနှိုးသေးဘူးကျွန်တော်ခဏအိပ်ပါသေးလို့ဆိုအချိန်ပြလိုက်တယ်ပေါ့အဲ့ဒီမှာဘိုးတောင်ဖျားပေါ်မှာတန်ရလေးရှိအဲ့တသားတန်ရလေးပေါ်မှာကျွန်တော်ထွက်ထိုင်ထွက်မထိုင်ခင်မှာကျွန်တော်ဖျားကိုတပတ်ပတ်သေးတယ်မြစ်တာပုံရင်းနေပေါ့ပတ်တဲ့ခါမှာဘယ်သူမှမရှိဘူးဗျာကျွန်တော်နှစ်ယ ောက်ပဲရှိတာကျွန်တော်တန်းရပါကိုထိုင်တဲ့ချိန်မှာအဲ့ဒီကျွန်တော်ပတ်ခဲ့တဲ့အတိုင်းပဲလက်ရရေးဘက်ကနေပြီးတော့မိသမီးတယောက်ထွက်လာတယ် အပေါ်အောင်ယောဂီနဲ့အရှင်ကကျွန်တော်အသက်16နှစ်လောက်မှာသူ့တက်ကအသက်အစိတ်အရွယ်တော့ဖြစ်မယ်ကျွန်တော်ထက်ကြီးတယ်တော်တော်လေးချောတယ်အသားကိုဖြူဖွေးပြီးတော့ဒီမျက်နှာမှာဝက်ချံဒီအနီဘူးလေးတွေထွက်နေရတာမှရဲတောက်ပြီးတော့မျက်နှာနီးချင်းဆက်နေရပေါ့အဲ့ဒါမျိုးအဲ့လိုပုံစံမျိုးပြီးတော့ तू ကတင်းနာတောင်းမှာမတက်ရက်လိုက်တယ်ရက်ပြီးတဲ့အခါတင်းနာနေမှာလာတော့ကျွန်တော်ရဲ့နေနေရဖြစ်တယ်ပေါ့ဒီနေသားတွေကျမ်းသာပါသည်ချမ်းသာပါသည်ဆိုလို့ပြီးတော့မေတ္တာပို့နေတယ်ကျွန်တော်နာမည်ကိုဒါမထည့်တာမေတ္တာပို့ရင် तू ကပတိစိတ်နေတာကြောက်စဲမီလေးကိုစိတ်နေရအဲ့တော့ तू အဲ့လိုရွတ်တဲ့အချိန်မှာကျွန်တော်စိတ်တင်းတစ်ဖြည်းဖြည်းထသူ့ကိုကြည့်တဲ့အခါမှာလေကျွန်တော်ကကိစ္စကာမစိတ်နေမှာပဲကို့အမတယောက်ကို ေဆိုကျွန်တော်ခံစားမှုရှိတယ်ကျွန်တော်မိသားစုအရင်းလို့တယောက်ကိုတယောက်စကားလည်းမပြောပြဘူးတူယူကိုကျွန်တော်လှမ်းကြည့်တဲ့အခါသူကကျွန်တော်မေတ္တာပို့အနေနဲ့ပြုံးပြပြီးတော့ဖះကိုထွက်လာတော့ညာဘက်ကထွက်တဲ့အချိန်သူကဖယ်ဘက်ပြန်ဝင်လိုက်သူဝင်တဲ့အချိန်မှာပဲကျွန်တော်တစ်ခါ draft လိုက်ကြည့်ဖះကဘာမှမရှိပါဘူးကျွန်တော်ညီကိုနှစ်ယောက်ဝင်ရှိတယ်အဲ့ဒါတော့ထူးခြားမှုပဲ ချသိန်းတော့ဟမ်အဲ့ဒီဟာထူးချောင်းမှုပဲထွက်မဲ့အပေါက်ပါလည်းမရှိတော့ကျွန်တော်တို့ကပြန်ထွက်လို့ရှင်လေတောင် အောက်ကနေတက်တယ်ကျွန်တော်တို့ဒီမုတ်တစောင်းမပြောအောင်ပါပေါ့အဲ့ဒီလှေကအတက်ဆင်းတစ်ခုပဲရှိရလေဖိုးတော့မှာမြစ်ဖက်ကတစောင်းမရှိကျန်တဲ့ဘက်ကဘယ်လုံးမတက်လို့မရဘေးကတောင်ကြီးကိုဒီဝင်မထွက်ပေါက်မှာလူကရှင်းနေကျွန်တော်တို့နှစ်ယောက်ပဲရှိတယ်ကျွန်တော်ရဲ့အိတ်နေတဲ့ကိုယ်ရဲ့အဲ့ဒါအောင်မှာအောက်ကလည်းတက်မလာဘူးအဲဖျောက်ညာဘက်ပြီးထွက်လာတယ်ကျွန်တော်ကလည်းဖျောက်ညာဘက်ပြီးထွက်လာပြီးကမှတန်ရမှာထိုင်တာထိုင်ပြီးသိမကြခင်မှာပဲသူကရောက်လာတာထူးချားချက်ထူးချားချက်အဲ့ဒီကနေကျွန်တော်လင်းရထွက်ကမှာအတူလိုက်ပို့တဲ့ကိုကျော်သူကိုကျွန်တော်နှိုးတယ်နှိုးပြီးကျွန်တော်ပြန်တယ်ပေါ့ပြန်တဲ့ခါမှာကျွန်တော် ော်တို့ဒီတရုတ်မော်ရွာမှာလာပြီးတော့ပြည်တော်ချမ်းသာဖျားမှာသာသနာပြုပွားပြီးဖျားရည်တည်သွားတဲ့ဆရာတော်အရှင်စန္ဒကကဟိုးတောင်ရဲ့အောက်ခြေမှာတည်တော်တော်ရအကြောင်းဆိုပြီးတော့ကိုပိုင်ចောင်းနဲ့နေနေတာရှိတယ်ဆရာတော်ကတော့ဓာတ်ပိုင်ကိုဖူထိုးတဲ့ပိုင်ဆရာတော်ကဝင်ပြီးတော့ဝှစ်ဖြည့်တယ်ကျွန်တော်တို့သာသနာပြုခဲ့တဲ့နေရပါဘူးဆရာတော်ကကို့နယ်မှာလည်းနှစ်နှစ်ချီပြီးနေခဲ့တာကိုပြောခဲ့ဆိုခဲ့ပြီးတော့ဝှစ်ဖြည့်ပြီးတော့ပြန်ထွက်တယ်ပြန်ထွက်တဲ့ချိန်မှာအခုလက်ရှိရုပ်ရှင်မင်သာဦးကျော်သူသူကျွန်တော်တို့ဒီဘရောင်းနယ်မှာဖျားလာတဲ့ထားဆိုတော့ကျွန်တော်လုံးဝမသိဘူးကျွန်တော်တို့လိုက်ပို့တဲ့အကူကပြောတယ်ညီလေးတည်းမကြော်သူဖျားဖူးမလားတဲ့လိုက်ပို့တဲ့သူကလည်းကြော်သူလေအဲကျွန်တော်ကအကူဘယ်တော့မှဖျားတည်လိုက်တာ တယ်လို့ကျွန်တော်မေးတယ်မဟုတ်ဘူးတဲ့မင်းကတကယ်ပြောနေရတယ်အာမယုံပါဘူးဗျာလို့ကျွန်တော်တခါမှမကြောက်ပါဘူးမင်းကလည်းတဲ့ဒီနေသားဖြစ်ပြီးဒီတောင်မကြောက်ဘူးလားလားတဲ့ငါဘာဖြစ်မလဲအပြန်ကြားမှာကြော်သူဖျားကိုဝင်လိုက်တယ်ဝင်လိုက်တဲ့အခါမှာထူချောင်းဘူးကညတော့ကျွန်တော်ပညာပေးတဲ့အချိန်ကမြင်နေဖျားစီအဲ့ကြော်သူတက်ခဲ့တဲ့ဖျားထုံးယူဖျားစီဖြစ်နေတယ်ဘေးမှာအဆောင်ရှိတာကြည့်လိုက်တော့ဘေးမှာအပားအမင်းကောင်ဒဏ္ဍာရှိတယ်ဒဏ္ဍာနဲ့ကိုကျွန်တော်တကူးတကောက်ဝင်လိုက်တဲ့အခါမှာကျွန်တော်ကိုပြတဲ့အတိုင်းရက်လျက်ရုပ်ထုမှာဝတ်ထားသောအင်ကြီးဒီအုံးဝင်အောင်ပင်ကြီးအင်ကြီးဖြစ်တယ်အောက်ကပစိုးတည်တယ်အနက်နဲ့အဖြူနဲ့အကွက်တုံးအကျဲဒီတော့ကြီးတွေပေါ့ ကြီးတွေတုံထားတယ်အဲဇပင်လည်းဒီလမ်းပြီးတက်တက်ရန်နေအဲ့ပုံတောင်တန်းတွေ့အဲ့ဒီမှာထူတာကကျွန်တော်ဗရီးစိတ်တဲ့အခါမှာဗရီးစိတ်တယ်ရွှေဘွယ်ကိုယ့်ဘက်ကိုဖျားဘွယ်အာရုံယူပြီးတော့ကိုကိုကုံတော့ကိုပွားတယ်ဒါပေမဲ့နောက်ကတယောက်ပြီးတယောက်တယောက်ပြီးတယောက်ဝင်လာတဲ့လူတွေကိုယ့်ရဲ့နောက်ဆုံးမျက်စိနဲ့မြင်တဲ့အဲအကုန်လုံးကိုသိနေတယ်အင်ကြီးဝက်စားကစားဘလိုပုံစံကစားသိနေရမျိုးဖြစ်သွားတယ်အဲဒါမိုးလေးတွေပေါ့ဒါတော့ထူချောင်းမှုကြာလန်းကိုစားလျှောက်ပဲဆရာဖြစ်အနေနဲ့စားလျှောက်ပါတော့မယ်ဆိုပြီးတော့စပြီးတော့လျှောက်တဲ့နေ့မှာပဲဖြစ်ထူချောင်းဖြစ်တဲ့အတွေ့အကြုံပေါ့ဒါပဲဒါလေး